ကူကြီးကိုစောဘုံဟင်းအကြောင်းလေးကတော့အားလုံးသိတဲ့အတိုင်းပဲဇွန်လ၂ရက်နေ့ကနေပြီးတော့စတင်ပြီးတော့ဒါတောင်ရှိသူတွေရဲ့အဲခေါ်ယူစစ်စစ်မေးမြန်းခြင်းကိုခံယူနေစေကာလဖြစ်ပါတယ်အကောင်သိတဲ့အတိုင်းပဲဟိုသူ့အနေနဲ့ကတော့ဒါဝစီကန်နဲ့တူးလုံးနေတဲ့အဖြစ်တွေတော့ရှိနေရှိပါလိမ့်မယ်။နောက်ရှိလည်းရှိပါတယ်။အဲ့တော့အဲ့ဒီပြမှုပြစ်ဒဏ်တွေအတွက်ကတော့ဟိုဥပဒေအရအေးအေးယူခံရနိုင်တာမျိုးအခြေအနေတော့ရှိတာပေါ့နော်။ဆိုတော့အားလုံးပဲမင်္ဂလာပါ။ ဒီကနေ့မှာတော့ဇော်ဘုံဟိအနေနဲ့ဝစီကန်းကြောင့်ထိုက်တဲ့တလောက်အေးအေးယူခံရနိုင်ကြောင်းအပတ်တမီတစဉ်ဥယုတ်တန်နဲ့အတူလာရှုမျိုးအထွက်ကိုကတ်မေဟန်ဂိတ်တွင် စစ်ကောင်စီရင်နှန်းကို NNDAA စစ်ဆေးခဲ့တဲ့ထူးခြားသတင်းတွေကိုပါနောက်ဆုံးမှတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ တော့အကိုကြီးကိုဇော်ဘုံဟင်းအကြောင်းလေးကတော့အားလုံးသိတဲ့အတိုင်းပဲဇွန်လ၂ရက်နေ့ကနေပြီးတော့စတင်ပြီးတော့ဒါတောင်ရှိသူတွေရဲ့အဲခေါ်ယူစစ်စစ်မေးမြန်းခြင်းကိုခံယူနေဈေးကာလဖြစ်ပါတယ်အဲဗီဒီယိုအဟောင်းတွေတင်တာတွေပြီးရင်ဟလာဟိုလွတ်မြောက်လာပြီးတော့ဘာလို့ဒါတွေကတင်းတုံတင်းမားတွေပဲဖြစ်ပါတယ်အဲကျွန်တော်တို့ကတော့ဒါကိုကြီးကိုဇော်ဘုံဟင်းရဲ့မိသားစုတွေနဲ့ဓာတ်ရိုက်အဆက်အသွယ်ရှိပါတယ်ဓာတ်ရိုက်အဆက်အသွယ်ရှိတဲ့အတွက်ကြောင့်မလို့ဟို တင်းမှန်တွေကိုကျမတို့ဟိုအဲ့ဒီကိုစော်ဖုန်းဟင်းရဲ့တင်းမှန်အခြေအနေတွေကိုကျမတို့ update update အများအားသိပါတယ်။ကျမတို့ကိုစော်ဖုန်းဟင်းအကြွေလွတ်မြောက်လာခဲ့ပြီရှိရင်တော့မှကျမတို့ channel ကနေပြီးကျမ channel ကနေပြီးတော့ဥဆုံးတတိဟိုအတိပေးပေးပါမယ်။ပြီးတော့အခုကတော့ဒါလက်ရှိအခြေအနေရပါတော့။အကောင်လက်တည့်ရဲ့အတိုင်းပါပဲဟိုဒါတမေတုတတတိနေရောဒီဒီစကားပြောနေရအကောင်လက်တည့်ရဲ့အတိုင်းပဲဟိုကိုယ့်အနေနဲ့ကတော့ဒါဝစီကန်နဲ့ ကျုံလုံးနေတဲ့အဖြစ်တွေတော့ရှိချင်ရှိပါလိမ့်မယ်။နော်ရှိလည်းရှိပါသေးတယ်။အဲ့တော့အဲ့ဒီပြည့်မှုပြည့်တန်တွေအတွက်ကတော့ဟိုဥပဒေအရအေးအေးယူခံရနိုင်တာမျိုးအခြေအနေတော့ရှိတာပေါ့နော်။ဆိုတော့ဒီကာယကံနဲ့ပတ်သက်ပြီးတော့အပြည့်တန်တွေရှိလိမ့်မယ်လို့တော့ကျမတို့တော့မထင်ဘူးပေါ့။ဒါပေမဲ့ဒါကျမတို့ယောက်တည်းယူဆချက်ပါ။အဲ့တော့ဟိုအခြေအနေတွေအကြောင်းအရာတွေဘလို့ရှိတယ်။မဘာပြည့်မှုတွေကျုံလုံးနေဘလို့တွေဖြစ်တယ်ဆိုတာကတော့လက်ရှိမှာဒါတောင်းရှိသူတွေဆက်စည်းနေတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့တောင်းရှိသူတွေအနေနဲ့ ဟိုအတိပေးထုတ်ပြန်လာမှပဲအဲကျမတို့သိရမယ့်အနေထားတော့ဖြစ်တယ်အဲဒါကြောင့်မလို့အဲ့ဒီအခြေအနေလေးနဲ့ပတ်သက်ပြီးတော့ဗောနော်အကောင်းဆုံးအခြေအနေတစ်ခုဖြစ်အောင်လို့အားလုံးဝိုင်းပြီးတော့ဟိုဆုတောင်းပေးကြတာလွယ်လို့အဲကျမတို့လည်းတခြားဘာမှတတ်နိုင်တဲ့အနေထားတော့မရှိပါအကြောင်းပြဿနာလေးတစ်ခုကိုနည်းနည်းပြောချင်တယ်ဗျာနိုင်ငံတော်အစိုးရနဲ့တော့မဆိုင်ပါဘူးအဲဒီကတော့ဘောမတွေခေတ်စကားနဲ့ပြောရင်ဘောမတွေ နာတော့ဘောမရာလည်းပြဿနာမရှိပါဘူးဒီဘက်ကထမိန်ချုံတာလည်းပြဿနာမရှိပါဘူးဒါကယုံကြည်မှုပေါ့ကိုအားပေးတဲ့ကိုဘက်ကိုဘက်ယုံကြည်အားပေးတာပဲဒီအဆင့်ကပြဿနာမရှိဘူးဘောမရဲထမိန်ချုံတာကကိုဘက်ကိုဘက်ပြဿနာမရှိဘူးဒါကလက်ခံနိုင်တယ်အဲ့ဒီအဆင့်ထက်ကျော်ပြီးတော့မှရောဘာရဲ့ဘောငုံနဲ့ဘောဘောဆုပ်တဲ့အဆင့်ဟာထမိန်ချုံတာကိုကောင်းကောင်းရိုးရိုးသားသားမချုံမနဲ့အဲအထဲထဲမှာအမျိုးမျိုးဒီလိုဒီဒါကြီးကြတော့နည်းနည်းအဆင့်လွန်သွားနည်းနည်းများသွားတာပါ ဘာကြောင့်လဲဆိုတော့အဲ့ဒီကိစ္စကနိုင်ငံတော်နဲ့ပြည်သူရဲ့အကျိုးစီးပွားကိုတခါလေကြတော့အဲချိကိုက်နိုင်တဲ့အခြေအနေမျိုးလည်းဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲအမရာလောက်ခြုံတာလောက်ကပြဿနာမရှိဘူး။ခုနကတော့လို့တွားလုတ်ပေးလိုက်လို့ရှိရင်ဟိုဘက်ကတာယာတော့အောင်တာယာသွားတော့အဲသူလုတ်သည်မ냐အဲသူဆုံးပြသည်မ냐အကုန်လုံးအဟုတ်ပဲထင်နေတော့နော်ငါဘရောမမမတော့ငါလုတ်သည်မ냐အမအငြင်းမှန်နေတယ်လို့ဖြစ်သွားတာ။ခင်ဗျားတို့တမြောက်ပြီးနေတာ။ အဲ့လိုဖြစ်တယ်ဗျာခင်ဗျားတို့အာမာရာလေးလေးခြုံတာပဲဖြစ်ဖြစ်ဦးဇလကမာရာခြုံတာလွန်သွားရင်ပြောတာအဲ့ဒီခုနကတော့ပြောတဲ့ဟိုတစ်ဖက်ကตายရပြီးတော့သူလောက်သမ ्या အဟုတ်အကုန်ထင်တော့တာအဲ့သူဘရောကမမတတ်ဘူးဒီလိုဖြစ်သွားတာဆိုတော့အဲ့ဒီကိစ္စကတချို့မှတချို့အခြေအနေမှာပြည်သူနဲ့အဲဒီတိုင်းပြည်နဲ့ပြည်သူအကျိုးအထိကိုင်းနိုင်တယ်အဲ့ဒါမျိုးကြတော့ကျွန်တော်တို့ကအမင်းနဲ့များသွားပြီဒီလိုမျိုးမြင်တာပေါ့ အဒီ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 မာတာပင့်တာကိုအဲဒီလိုမျိုးဟိုကချုံတာကိုမင်းနည်းနည်းတော့ညားသွားပြီဒီလိုမျိုးအဲ့တော့ညားသွားပြီဆိုတော့မဖြစ်လေခုနေတော့မဆိုင်ပါဘူးတို့ပေမဲ့ခုနကအဲ့လိုလောက်ရကဟိုဘက်ကိုအဲတခါတလေမှာအတိုင်းပြည်နယ်ပြည်သူရဲ့အကျိုးအဲထိခိုက်နိုင်တယ်ထိခိုက်နိုင်တဲ့အတွက်အဲ့ဒါကြတော့ကိုနဲ့နည်းနည်းဆိုင်တယ်လို့ဖြစ်တာပေါ့ကိုကအဲ့ဒါမျိုးမဖြစ်စေချင်တဲ့သူဆိုတော့အဲ့ကြောင့်မို့ဒီနေ့မှာဟလာဘောမာတဲ့လူရောမကြပါ တမိန်ချုပ်တဲ့သူတွေလည်းခြုံကြပါဒါကအားပေးတယ်ကိုယ့်ရဲ့ယုံကြည်ရပဲဒီအဆင့်ကတိုင်းပြည်အတွက်ဘာမှပြဿနာမရှိဘူးသူပဲကိုယ့်ပဲโอเคနေရင်ပြီးတာပဲအဲ့ဒီတက်အဆင့်တက်ပြီးတော့မှဟုတ်လားဟိုတစ်ဖက်ကိုအမြောက်မလွန်နဲ့ပေါ့ဗျာကျွန်တော်သိစေချင်တာခင်ဗျားတို့ကအဲထိမ့်ကြောက်ရမှာတကယ်တမ်းကျတော့ကိုအားပေးတဲ့ကိုချစ်ခင်နှစ်သက်တဲ့ခေါင်းဆောင်တွေအင်အားစုတွေအလွယ်အမှားတွေမများရအောင်ကျွန်တော်တို့က ထိန်းကြောင်းရမှာချစ်ရင်ထိန်းကြောင်းရမှာအခုလောကမြတ်ညောင်းမပြီးနဲ့အဲ့ဒါဆိုရင်တိုင်းပြည်တော့မကောင်းဘူးအနည်းဆုံးဆိုဥပမာအနေနဲ့ဒီဘက်က NLD ပါတီနဲ့ NLD ခေါင်းဆောင်ဒေါ်စန်းစုကြည်ဆိုတယ်အဲ့ဒီနေရာနဲ့ကျွန်တော်ပြောပါတယ်ခင်ဗျားတို့ဒေါ်စန်းစုကြည်အဲဥနာတော်လို့တစုံတစ်ခုဖြစ်တယ် NLD ပါတီတစုံတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့ပရိသတ်တွေပဲတာဝန်ရှိတာလို့ဘာကြောက်လဲခင်ဗျားတို့အမြောက်ပေးနေတာထိန်းကြောင်းတာမှမဟုတ်ဘူးကိုခေါင်းဆောင်ကိုပါတီ အဲဒီတည်းမှာရှိတဲ့နိုင်ငံရေးခေါင်းဆောင်တွေတွတ်တော်ကိုယ်စားလှယ်တွေစသဖြင့်ပေါ့လမ်းမလွဲရလမ်းလွဲမရောက်ရအောင် အမားတွေမလွတ်ရအောင်ခင်ဗျားတို့ထိန်းချောင်းပေးရမှာအဲ့ဒါလည်းမထိန်းချောင်းခင်ဗျားတို့ကတမိန်ချုပ်ပြီးတော့မှဟိုဘက်ကตายအောင်အဲ့ဒီမှာကလိအမျိုးမျိုးကလိပေးနေတဲ့အခါကျတော့ဟိုဘက်ตายရပြီးတော့သူတို့သူတို့ကိုသူတို့အဟုတ်ထင်ပြီးတော့မှအမားယူနေလို့တော့နောက်ဆုံးမှအဲ့ဒီ energy party လက်အခုအချိန်နေပေါ့ဗျာခင်ဗျားတို့အားလုံးပြည်မိသားပါဒီလိုပဲ အဲကျောင်းဆန်းစုကြည်တို့လည်းဒီလိုအချိန်နေမျိုးတွေနဲ့ကြုံရတာအဲ့ဒါကခင်ဗျားတို့အင်ရီပရိသတ်တွေမှာပဲအဓိကတာဝန်ရှိတယ်ကျွန်တော်တို့ကတာဝန်ကြည့်တယ်အောင်မြင်စေချင်တယ်သူတို့ရဲ့အောင်မြင်ခြင်းဒီပါတီတွေနိုင်ငံရေးကောင်းဆောင်တွေဟုတ်လားသူတို့ရဲ့အောင်မြင်ခြင်းဟာတိုင်းပြည်ရဲ့အောင်မြင်ခြင်းနဲ့ဆက်ဆက်နေတယ်သူတို့အောင်မြင်တယ်ဆိုမှတိုင်းပြည်ကအရှိကိုခရီးရောက်မှာပေါ့သူတို့ကအခုလိုကြဆုံနေရင်ကျွန်တော်တို့လည်းဒုက္ခပင်လေတယ်မှလေတယ်အဲ့တော့သူတို့အောင်မြင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကထိန်းကြောက်မှရမှာ เนาะခုနကတော့အဲပင့်နေဘောမနေခြုံနေုံနဲ့လည်းမရဘူးပြီးလို့ရှိရင်ခုနကတော့မားနေမားနေခြုံနေရနေပြီးတော့မှအဲငုံနဲ့စုပ်တဲ့အဲအစင်းတွေပေါ့ဗျာကတော့ဗျာအဲ့လိုမျိုးအစင်းတွေလိုက်လို့လို့လည်းမရဘူးဘာပဲလုပ်ရမှာလဲဆိုတော့ထိန်းကြောက်ရမယ်ကျွန်တော်လိုမျိုးခင်ဗျားတို့ဘောရင်အဲပေါ်တူဂီတနက်လောက်ရမှာပေါ့ဗျာเนาะဒီတဲ့ဘောရှိတယ်ကျွန်တော်ကဘောရင်ပေါ်တူဂီတနက်ပေါ့အဲ့တော့ခင်ဗျားတို့အဲ့လိုတွေအစင်းလုံပြီးတော့မှ အဲအရင်ညောက်ပြီးတော့မညောက်ပင်းပြီးတော့မှညောက်ပေးနေတဲ့ခါကျတော့သူကအမြောက်ဝေးတဲ့အောင်ကတာကတော့ပါရဲ့နော်အဲ့လိုတွေဖြစ်ကုန်ဖြစ်ကုန်တော့တချို့ကိစ္စတွေမှာအမားယွန်းတွေဖြစ်ပြီးတော့မှပြည်သူနစ်နာတာတိုင်းပြည်နစ်နာတာတွေဖြစ်နိုင်တယ်အကြောင်းမို့ကျွန်တော်ကခင်ဗျားတို့ဒီနေ့မှာအဲဘောမကြပါထမိန်ချုံကြပါယတနာမရှိဘူးဟိုနာတော်လို့တော့မလုံးကြပါနဲ့လို့ကျွန်တော်ကအဲပြောနေတာဒီနေ့မှာဆိုတော့ ဒီကနေ့ခင်ဗျားတို့အဲ့ဒီဒီကနေ့နဲ့ပြောရင်တော့ဟုတ်လားခုနကတော့ဘောမားတွေအအမလွန်တဲ့ကိစ္စပေါ့ဗျာเนาะအမလွန်တဲ့ကိစ္စအလုပ်သမီးအမှန်နဲ့ပညာဆိုတော့ခင်ဗျားတို့ဒီဝိတောက်ကားတွေဝိတောက်ဆိုင်ကြီးတွေကိစ္စနဲ့ပတ်သက်ပြီးတော့ဟာအကုန်ဖမ်းချင်းလဲအကုန်ဖမ်းပြည့်ပညာတွေလည်းကျွန်တော်တွေ့တယ်ဗျာเนาะဒီလိုမျိုးတွေရှိတယ်အပန်းလို့သမီးအမှန်လဲဒီလိုမျိုးပေါ့ငါတို့အပန်းလို့အကုန်မှန်တယ်ဒီလိုမျိုးတွေပေါ့ဒီလိုမျိုးဖြစ်တဲ့ခါကျတော့ပုံဖန်းပြည့်ဆိုတော့ ဟောကျွန်တော်စဉ်းစားတယ်မင်းတို့ကဘာဖြစ်လို့ဝေးတော့ကားစီးလဲဝေးတော့ဆိုင်ကယ်စီးလဲဖမ်းပါပေါ့ဖမ်းအကုန်ဖမ်းဒီလိုမျိုးတွေဖြစ်တယ်ဗျာကျွန်တော်ကောလူတွေတော်တော်ခက်တာပဲအဲ့တော့အဲ့တော့ခင်ဗျားတို့ပြောတဲ့စကားနဲ့မေးတဲ့မေးခွန်းနဲ့ပဲကျွန်တော်ကနည်းနည်းလေးပြန်ပြောချင်တာပါမင်းတို့ဘာဖြစ်လို့ဝေးတော့စီးလဲဖမ်းပါပေါ့ဘာဖြစ်လို့ဝေးတော့စီးလဲနှစ်ချက်ရှိတယ်အကြောင်းတရားကပြည်သူတွေအခြေခံလက်လုပ်လက်စားပြည်သူတွေဒီကပြောတာပေါ့ဗျာအပစံစီပြီးဝေးတော့ကားစီးတဲ့ကောင်တွေလည်းအများကြီးပဲအသေးသေးဒါကတော့တပိုင်းဒါကတော့သူတို့ကတော့ကျွန်တော်အမြင်မှာဒါလူအောင်ရတယ်လို့ခေါ်တယ်နော်ဟို ဆင်းရဲသားတွေကြတော့တမျိုးမတူဘူးเนาะဒီတာမန်အခြေခံလူတန်းသားတွေရှိတယ်တချို့နိုင်ငံဝန်ထမ်းအများစုရှိတယ်အဲ့တော့သူတို့ကဒီဝိသောက်တွေဘာလို့ရှိလဲခင်ဗျားတို့မေးတဲ့မေးခွန်းကိုပဲအခုပြန်ပြီးပြီးတော့ကျွန်တော်ဖြေမလဲမင်းတို့ကဘာလို့ဝိသောက်တွေရှိလဲဝိသောက်ရှိတာကတော့ခဏနိုင်စင်နိုင်စင်ဘိန်းနေမရှိနိုင်လို့ဝိသောက်ရှိရတာပေါ့ဗျာဟုတ်တယ်နော်လိုင်စင်ဘိန်းနေမရှိနိုင်လို့ဝိသောက်ရှိရတာပေါ့စစ်စင်လေးပဲလိုင်စင်ဘိန်းနေလိုင်စင်ကားနေလိုင်စင်ဆိုင်ကယ်နေဈေးဘယ်လောက်မြင့်လဲခင်ဗျားတို့ကြည့်လေ ကျွန်တော်အရာမှာသမီးလေးကျွန်တော်ဟိုမနေ့ကမေးကြည့်တယ်သမီးဆိုင်ကရအခုဆိုဘယ်လောက်လောက်ပြရမလဲလိုင်စင်ဘိန်းပေါ့လीနော်သူကတော့လွန်ခဲ့တဲ့အဲ၃နှစ်လောက်ခေတ်ကနေလိုင်စင်အဲလုတ်ထတာပေါ့တမ်းမြောက်ပိုင်းလာရှိုးမြို့ကိုရိတ်ခါပို့ပြီးပြန်ထွက်လာတဲ့တန်ရန်ကစစ်ကောင်စီရင်တန်းကိုကိုးကန့်တဲ့ NNDAA ကမဲဟန်စစ်စည်းဂိတ်မှာတားဆီးစစ်ဆီးခဲ့တယ်လို့ဒေတာခန်တွေစီကသိရပါဗါးလာရှိုးမြို့ကနေတန်ရန်မြို့ဘက်ထွက်ကိုးကန့်တဲ့ရဲ့မဲဟန်စစ်စည်းဂိတ်မှာဇွန် 9ရက်မနက်ပိုင်းကစစ်ကောင်စီက6စီးစစ်ဆေးခံရတာဖြစ်ပြီးကားပေါ်အထိ NNDAA ဘက်ကတက်ရောက်စစ်ဆေးတာလို့ဆိုပါတယ်စစ်ကောင်စီရင်နှန်းစစ်ဆေးခံရတာကိုမြင်တွေ့ခဲ့သူတယောက်ကမဲဟန်ကိုကန်ကိမ်းမှာစစ်ကောင်စီတပ်သားတွေအရေးခံနေရတာစစ်ကောင်စီဘက်ကတောင်းပန်နေတာဗမာလူကြီးပဲဟိုကဘာမှမသိကားပေါ်အထိတက်စစ်ကြတာအကြကြီးပဲဘာပစ္စည်းမှကိုကန်ဘက်ကနေအတဲမခံဘူးလို့သိရတယ် စစ်ကောင်စီတပ်သားတွေမျက်နှာစည်းရွက်လောက်နဲ့တောင်းပန်နေတာနေပူကြီးတယ်လို့ပြောပါတယ်စစ်ကောင်စီရဲ့ကားကြီး6စီးဟာမေဟန်ဂိတ်မှာအချိန်တော်ကြာအောင် အစစ်ဆေးခံလိုက်ပြီးအဲ့ဒီရင်တွေဟာဌာနဆိုင်ရာကလူတွေနဲ့လိုအပ်တဲ့ပစ္စည်းတွေလာရှို့ဖို့ပို့တဲ့ရုပ်တွေလို့ NNDAA တည်င်းအရင်မြစ်ကအတည်ပြုပါတယ်ဒါပေမဲ့အသေးစိတ်အချက်အလက်ကိုတော့ပြောပြတာမရှိပါဘူး ါပေမဲ့ AC ကားတွေကိုတော့ကိုကံဘက်ကမြို့ဝင်ကြီးဆိုပြီးဖြတ်ပိုင်းနဲ့တစ်စီးတစ်ထောင်ကောက်ယူတယ်လို့သိရပြီးစစ်ကောင်စီဘက်ကတော့မြို့ဝင်ကြီးမကောက်ဘူးလို့သိရပါတယ်။လာရှိုးဒေတာခန့်တယောက်ကလည်းကားပေါ်တိုင်းကို NNDAA ဘက်ကတက်စစ်တယ်။နောက်ခန်းအထိကိုတက်စစ်တာတွေ့ရတယ်။ရိခါကားတွေလေးပို့ပြီးပြန်ထွက်တာနေမယ်။လာရှုကိုဘောမတွေကဘာဖြစ်တယ်ညာဖြစ်တယ်တင်းနေကြလို့အဲ့ဒီအဖြစ်ပြက်လေးမြင်လို့ရွေးချင်သွားတယ်လို့ပြောပါတယ် လာရှိုးမြို့အဝင်မှာလဲစစ်ကောင်စီတပ်ရဲ့စစ်စေးရေးဂိတ်တွေရှိပေမဲ့စစ်ကောင်စီစစ်စေးရေးဂိတ်တွေရဲ့မလန်းမကန်းမှာ NNDAA ရဲ့စစ်စေးရေးဂိတ်တွေရှိနေတာလို့ဆိုပါတယ်။ဒေတာခန်တယောက်ကလာရှိုးမြို့ဝင်တော့စစ်ကောင်စီကဘဲကလာလဲလို့မေးတယ်ပြီးတော့ AC ပဲတွားခိုင်းလိုက်တယ်။နံပါတ်2အထွက်ဖက်စစ်ကောင်စီရဲ့ကြာခံကိန်းမှာတော့မိသွေးတင် ထော်လာကြီးကိုပြန်လှည့်ခိုင်းတယ်ပတ်စံပေးတာလဲမယူဘူးလို့သိရတယ်လို့ပြောပါတယ်။တရုတ်ရဲ့ဖိအားကြောင့် MNDAA ဟာ လာရှိုးမျိုးကနေဧပြီ21ရက်မှာပြန်လည်ဆုတ်ခွာပေးလိုက်ရပြီးနောက်စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်အုပ်ချုပ်နေတာဖြစ်ပါတယ်။ MNDAA ဟာလာရှိုးမျိုးပတ်ဝန်းကျင်ကကြေးရွာတွေမှာအထိုင်ချတဆွဲထားဆဲဖြစ်ပြီးစစ်ကောင်စီကလည်းလာရှိုးမျိုးကိုအုပ်ချုပ်ရေးပြန်လည်ဆက်တင်နိုင်ဖို့စူးစမ်းနေရဆဲဖြစ်ပါတယ်။